ဖိန်းစားရေချမ်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါလေခင်ဗျာနာတော်တဆင်းပြေးချပါအောင်ခင်ဗျာခရီးသွားရခြင်းသည်စေနကက်ပန်းရခြင်းထက်ရှင်မိုးပဲကောင်းမည်သည်အပြောင်းလဲများနှင့်တွေ့ဆုံရတိုင်းစိတ်သည်လည်းချမ်းသိ၍လာကဘဝတွင်နေသာထိုင်သာရှိလာသည်ဒါကြောင့်မင်းကျမသည်တတ်နိုင်သလောက်ခီးထွက်ဖို့ပင်ငွေကိုလည်းစုဆောင်းခဲ့ပေသည်ခီးထွက်ခွာသွားတိုင်းရောက်ရမျိုးနှင့်တောရက်ဒေသများတွင် ကျမအားအမျိုးမျိုးသောသင်ကန်းစာများကိုတင် जा ပို့ချကြပေသည် တဝဲမျိုးတွင်ညီထန်းသမားကိုရီချမ်းကတင်ကန်းစာတစ်ခုတင်ကြားပြသသည်ဆိုလျင်အံဩကောင်းအံဩပေလိမ့်မည်ဘုံနှစ်ခုကိုထမ်း၍ရီယောင်းသောကိုရီချမ်းကတင်ကြားပြသသောဆရာဖြစ်သည်မှာအံဩဆရာပေသည်တဝဲပူတဲမှာအတော်ကျယ်ဝန်း၍တည့်ရတလောင်ရီချိုးကန်းမှမူချင်းမြောင်းလွန်လှသည်ရီချိုးကျွေစလုံးခွဲ့ဖြူကြီးသည်ရီညှိစိမ့်များဘယ်တုန်းကကတ်နေသည်မသိစေကြောတိုက်ပြည့်၍မရပဲညိုစိမ့်စိမ့်ဖြစ်နေသည် ကိုရီချမ်းသည်ရေတဲယူလာတိုင်းဒိုးကျွေစလုံးကြီးကိုတိုက်ချွတ်ဆေးပြီးမှရေထည့်ပေး၏သို့သောကျွေစလုံးကြီးကဖြူရိပ်မလာပြီအမရေဘာလို့ကျင်သေးလဲလိုချင်တာကိုပြောတော့ဒီရေချိုးခန်းထဲမှာကမုတ်နဲ့မသွားခြင်းရင်ညီဆိုင်အိမ်သာညီဖို့နောက်ဘက်မှာရှိလေရဲ့သူသည် အိမ်သာကိစ္စပါမကြမ်းညီနီနီညွှန်ကြားပြသ၏ပြန်ကန်နီးလျင်လေနှုတ်ဆက်ပြီးမှပြန်လေသည် သူဤတဝဲဆန်းသောဤတော်ကြကြမျက်နာမှာဆွင်ဆွင်လန်းလန်းမရှိလာပြီအသားကလည်းတာမန်ဖြူပွေးသည့်ထက်ကျုပ်ဖက်ဖြူရောဖြစ်နေပုံရလေသည်သူမျက်နာသည် ရာဇဝင်ပါကြောက်ရွံ့ကြီးလိုပင်တစုံတစ်ခုသောအကြောင်းကိုပြုတ်ဝဲတူလောင်ထားဟန်ပေါက်နေလေသည်ညနေပိုင်းသူပြန်သွားပြီးချိန်တွင်ဂျမသည် သူ့အကြောင်းကိုစဉ်းစားနေမိသည် ညသာစားငိမ့်တွင်ဗုဒ္ဓဲဆောင်သည်ကိုရီချမ်းအကြောင်းကိုဒစိတ်တေတာပြော၍ပြ၏သူစကားအရဆိုလျင်ကိုရီချမ်းသည်လူဆိုးကြီးပေသည်တခါတုန်းကအတော့ကိုချမ်းသာတဲ့တတိသားပေါ့ဗျာသူ့အဖေဆိုရင်နတ်မြင့်မိုင်းကိုတော့တွားပြီးလုပ်တဲ့လူပဲကိုရီချမ်း၏နောက်ကျောင်းများသည်ပွင့်ရန်ထွက်ကြလာလေသည်အင်္ဂလိပ်လူ၁၀တန်းအထိတင်ကြပြီးချိန်တွင်မိန်းကလေးတစ်ယောက်နှင့်ချစ်တီဟုဆို၏ အဲ့ဒီမိန်းကလေးကလည်းဓဝေမအဆိုတော်တော်ချောတာပဲငွေကြီးကလည်းမဆိုးလှဘူးဒါပေမဲ့ဗျာကတော့ပါရဲ့ဒေါခင်ယူကိုပြောရအောင်မယ်ဒီမိန်းကလေးကိုမညားခင်ကျူးကျူးလွန်လွန်ဖြည့်ပြီးထားရခဲ့တယ်ဗျာမိန်းကလေးလည်းစိတ်တစနဲ့တေးပါလေရောအိုးဟုတ်တယ်ကိုဝင်တဲ့ကိုတေးတာပဲနောက်တော့မှသူ့ဖေပေးစားတဲ့ဘိတ်သူတယောက်နဲ့ယူတယ်အဲ့ဒီဘိတ်သူနဲ့ယူကလေးကတောက်လိုက်တဲ့ရဲ့ဘာဆိုဘာမှမလုပ်တော့ဘူးနောက်ဆုံးဘိန်းရှူလိုက်တာခုဘဝရောက်လာတယ်ပဲဆိုပါတော့ သူ့မိမလည်းတည်သွားပြီယခုလိုဆိုပြန်တော့လေကျမဤကိုရီချမ်းကြီးပြီးခဲ့သောဇလန်းမှာဒိန်းစားခြင်းအရက်တောက်ခြင်းနှင့်ချစ်သူကိုစော်ကားခြင်းဟူသော အပိုင်းများသာပါဝင်ခဲ့လေသည်ဘူတဲဆောင်ကြီးနှင့်စကားလက်ဆုံးကြပြီးကလေးကကျမသည် ကိုရီချမ်းကိုပို့၍အကဲခတ်၏တတိသားတယောက်ပညာကလည်းဆယ်တန်းဆိုသည်မှာမခေပါလုံသည့်အလုံးမှာရေထန်းသမား အကြောင်းအရာများသည်တစ်ခုနှင့်တစ်ခုမဆက်ဆက်လှပြီးယုံနှန်းစကားဒဏ္ဍာရီတစ်ခုနှင့်တူ၍နေပေတော့သည်ကျမစိတ်ထဲတွင်မူကျမဤဇက်လိုက်ကိုရီချမ်းသည်သူ့ဘဝဇက်လန်းတွင်လူဆိုးကြီးတယောက်အနေဖြင့်ပါဝင်နေသည်ကိုမကျေနပ်နိုင်လေသူ့ကိုစိတ်စိတ်ကြည့်လျင်ပြာမွှဲမွှဲမျက်လုံးဖြူဖြောဖြောအသားရည်များမှာဗိန်းစားဖြစ်ကြောင်းဖွင့်ဟဝန်ခံကြလေသည်ရေပုံးကိုကင်တော့လက်များကလည်းတုံတုံရင်ရင်နိုင်လှသည် တခါကအရက်ကိုအလွန်ကျွံတောက်ခဲ့ကြောင်းမှာဖော်ပြ၍နေပေသည်သို့သောကျမဖော်မပြတတ်သော သူဟန်ပန်များကမူဘယ်သူကိုမှ နာကျင်အောင်ဒုက္ခရောက်အောင်မလုပ်ခဲ့ဘူးကြောင်းပြောပြနေသလိုဖြစ်နေပေသည်မျက်လုံးများကလည်းအယောင်မဲ့၍တကူမရှိတော့လေစင်နာငဲညာသော စိတ်ဓာတ်မှာမျက်လုံးတစ်ထောက်မှပေါ်နေသလိုထင်ရပေသည် ိုမှုမပေါ်လျင်တော့တဝဲမှမထွက်ခွာလိုပြီတနင်္ဂနွေနေ့တွင်မူကျမသည်ကိုရီချမ်းကိုထိုင်၍စောင့်၏ဘိုတဲဆောင်ကိုကြိုတင်မှထားသောအကြောင်းကိုရီချမ်းသည်ညှိလေပိုင်းလာမည်ဟုဂရိပေးထားလေသည် သူရောက်လာချိန်တွင်တခြားဧည့်သည်များလည်းမရှိ၍ဘိုတဲတစ်ခုလုံးသည်တိတ်ဆိတ်နေသည်အတော်နွမ်းနေပြီဖြစ်သောတဝဲပိုးလုံးကြီးမှရှေ့တလုံးမှ အကြောထုံးလေးနှစ်ခုကိုမဖုံးလွှမ်းနိုင်မီအမဘာကိစ္စရှိလို့လဲသူဤပြောဆိုများမှာ ြင်ကြီးလာတော့လေသူ့အနေနဲ့တင်းနုအောက်ကြလုံး၍ရင်ထဲမှာနာနေသည်ချင်းကိုဆေးကုကျင်လို့ခေါ်တာပါ သူသည်အာယူ၍ပြုံးပေမဲ့မျက်လုံးများကမူရှင်လန်းတောက်ပလာဟန်မရှိပေဘာဆေးကုမလို့လဲကိုရီချန်ဘိန်းစားတယ်ဆိုဒါကိုကုမှလားဟုတ်တယ်ရှင်းပညာလေးကိုမနှက်မျောဘူးလားအလကားလူညွန့်တုံးရတယ်လို့ပဲဒီမှာအမရဲ့ကျွန်တော်ဟာဘိန်းစားအရက်တောက်လို့လူဘဝတုံးရတယ်လို့အမဘလို့နီးနေတိလေ စကလုံးများကမူသူ့အဆင့်အတန်းကိုပေါ်ပြ၍နေပေသည်။ကျမတဝဲကိုရောက်ကြတဲ့ကကိုရီချမ်းအကြောင်းကိုစုံစမ်းနေတာပဲ။တဝဲသားတွေဟာကိုရီချမ်းကိုအများသိကြတာပဲ။သူတို့စီကရှင့်တဲ့ရင်နေကြားရတာပေါ့။အထူးသဖြင့်ဗိုလ်တဲဆောင်ကလည်းပြောပြတယ်။ဘယ်သူ့ပဲမင်းမင်းသူတို့အားလုံးကျွန်တော်အကြောင်းကိုဒီလိုပဲပြောကြမှာပေါ့။ဘယ်လိုဘယ်လိုဘယ်လိုကျွန်တော်ရဲ့တောက်တယ်ဘိန်းစားတယ်ကျွန်တော်ချစ်သူကိုကိုဝင်းနဲ့ပြစ်ထားခဲ့တယ်လို့ပြောကြမှာပဲ။ကျမဒီပါဇက်ဟာကအံ့အားသင့်နေသည်။ သူ့ကိုလူတွေဘာပြောဒီကိုလဲအားလုံးသိထားနေမှာပေါ့။တခြားလူတွေပြောကြတာကြားရပေမဲ့ကျမကရှင့်ကိုဒီလိုမထင်ဘူး။ရှင်ဟာဘသူ့ကိုမှဒုက္ခပေးမဲ့လူမဟုတ်ဘူးလို့ယုံနေ။ဟင်ဘလို့ဘလို့သူတို့ကိုယုံနေ။အမလေးဗျာဝမ်းသာလိုက်တာအမရဲ့အမတယောက်ပဲဒီလိုပြောတယ်။ဒါပေမဲ့ကျွန်တော်ကိုဘာစေးမှမကူပါနဲ့။ရှင်းနေနေဆိုရင်ရေထမ်းနိုင်မှာမဟုတ်တော့ဘူး။အခုတော့လက်တွေကဘုံကိုကောင်းကောင်းမလို့မရခြင်းဘူးဗျ။ ူးနဲ့များကိုထောင်၍ကြည့်ရင်မျက်နာကယွန်ချနေပုံရ၏အသားဖြူတော်လေလက်ချောင်းများမှာခြောက်တွေ့၍အကျော်စိမ့်များသည်ဒီကောင်ကြီးများလွန့်နေသလိုအယုတ်ဆိုးလာပါသည်ကြည့်နေရင်မှပါဆက်သည်ရေ၍လာ၏ရေတံမှာ တွေ့ချောက်ချောင်းနှင့်အေးဆက်လာပေသည် ကျွန်တော်ဘသူကိုမှမတက်ပါဘူးရေတောက်ဖိန်းစားဒါဟာကျွန်တော်ကိုကျွန်တော်ဖြစ်စည်းတာပဲတခြားလူကိုတော့ကျွန်တော်မနှိမ့်ဆက်မဖြစ်စည်းပါဘူးအေးပေါ့လေတခုတော့ရှိတယ်ကျွန်တော်ကိုလက်ထက်တဲ့မိန်းမကတော့လင်ကောင်းမရရှာဘူးပေါ့ ိမ့်စားပဲရတာပေါ့ဒါပေမဲ့သူ့ပိတ်ဆိုင်တွေကကျွန်တော်တပြားမှယူပြီးအရင်မတော့ပါဘူးဗျာချင်းချစ်သူဆိုတာကရောသူဒီညရေတွေဝိုင်းလာ ਈ ခုနကရေဟန်ပေါက်နေတော့ပါဇက်များမှဆုံဆုံယုံယုံကြုံသွားကမဲမဲတဲတဲဖြစ်လာသည်ဗိမ့်စားများသည်ဝမ်းနေလွယ်သည်ဆိုဒီမှာမှန်နေပြီလားတိုးတော်မကြခင်မင်းသူနှခမ်းလေးများမှတရရလှုပ်ရွေလာသည်လှုပ်ရှားနေတော့နှခမ်းများကြားမှစကလေးလုံးများသည်တလုံးပြီးတလုံးထွက်အံ၍ကြာလာကြပြီသည် တခါတလေလူလောကမှာဖြစ်နေတဲ့အကြောင်းတွေဟာလူတွေထင်တယ်လို့မဟုတ်ဘူးအတွေးတွေရဲ့နောက်ပိုင်းမှာအင်မတန်ကြက်တိထက်စရာကောင်းတဲ့အပြစ်မှန်တွေကအများကြီးပဲထိုစကားလုံးများကြားရချင်းတွင်ကျမသည်ကျမဆက်လိုက်ကြည့်ကိုရီချမ်းအတွက်ခြေနဲ့ဝမ်းတာမိသည်ထိုစကားလုံးများသည်ဘိန်းစားစကားလုံးများမဟုတ်ပဲအစင်တန်းချီသောအသေးနှလုံးများသူ့ဝမ်းထဲတွင်ချိကြသည်အကြောင်းဖော်ပြနေပေသည်တီတီထန်သူဒါပြင်းနေမနဲ့အစောကြီးထား၍သွားရသည်မှာ ကိုရချမ်းဖို့နှစ်သိမ့်စရာဖြစ်၏ဒီဒီတို့ချမ်းသည်ပန်းပင်များထက်အသီးညံပင်ကြီးများပို၍များသည်သူရောက်သွားတိုင်းပိန်းနေပင်မောင်ရိပ်တွင်ဒီဒီသည်ကုတ်ကုတ်လေးထိုင်ကသူ့ကိုစောင့်သည်တိရွများကြားမှလာရောင်ပြိုးပြိုးပျောက်ပျောက်များမှမြေပေါ်တွင်ပန်းဖြူပွင့်များကျဲထားသလိုပြန့်ကျဲ၍နေကြသည်လာရောင်ဤအလားကိုမောင်ရိပ်မှနှစ်ယောက်စလုံးမြင်နေရသည်မှနှစ်သိမ့်ကြည်နူးစရာပေသည်လေအေးများကလည်း ခြံထဲမှပန်းရံတက်များကိုယူဆောင်လာရုံမကဘုရားသခင်၏နှုတ်ကပတ်တော်များကိုလည်းယူဆောင်လာပေသည်သူတို့နှစ်ယောက်တွေ့ချိန်တွင်တည်တည်ဤဦးလေးကြီးသည်ဘုရားခန်းတွင်အာယုန်ဆုံးကတ်ချိန်ဖြစ်ပေသည် လာပြီနေနေတဲ့အတိုင်းတည်တည်ကဆွန့်ထ၍ချက်ပေးရသည်ဆွန့်ထချက်ရင်ကိုရီချမ်းနှင့်တွေ့ရခြင်းဖြစ်ပေသည်ဒါကြောင့်တည်တည်သည် ကြည်ကြည်နက်နက်ပင်ဆုံးကိုစောစောထား၍ချက်ပေး၏ မာတာယထာနိယံပုဒ္ဓမာယုတာဧကပုဒ္ဓမနုရခေဧဝံပိတပ္ပဗုဒေတုမာနတံဘာဝေအပရိမာဏတဥဒီတော်သာယိမိခင်သည်သာယိအပေါ်တွင်အတိုင်းရှိမရှိနိုင်သောချက်ချင်းမြတ်တာဖြင့်စောင့်ရှောက်ကြည့်ရှုတကယ်တူခတ်သိန်းသောတရားပေါင်းတို့အားလည်းမြတ်တာဖြင့်လွမ်းခြုံရ၏ဘူးလေကြီးအောင်မြင်ခန့်ကြသောအတန်ဒီငိန်တက်အေးဆေးစွာပင်အိမ်မကြီးစီမှလင့်ပြန်လာ၏တနာဖြင့်ရောရှက်သော ငယ်ရွယ်သူတို့ဤจิตင်းနှီးနှောခြင်းပင်လျင်တရားတော်အတန်းအကြောင်းငြိမ့်သက်အေးဆေး၍တည်ငြိမ်လာသလိုပင်နှစ်ယောက်စလုံးထင်မြင်၍လာကြပေသည်ဦးလေးကြီးဤတရားရှိခိုးတန်သည်သူတို့နှုတ်ဤအချိန်အချက်ဖြစ်၏ဘုရားနှုတ်ကပတ်တော်များအားရွတ်ဖက်တည်းစေပြီးသည့်နောက်ပိုင်းတွင်ဦးလေးကြီးသည်နတ်နှင်ကာရာကိုရွတ်ဖက်ပြန်၏ဒုက္ခပတ္တာသနိဒုက္ခဘေးရပတ္တာသနိဘယထိုပိုက်သူရောက်လျှင်ဦးလေးကြီးပြေးကျူပြီးတော်မြင့်အထိတ်မှတ်ပင်ဖြစ်၍သူတို့နှစ်ယောက် ခွဲခွာလာကြရသည်ကိုရီချမ်းသည်ချမ်းမြင်းတွင်စောင့်နေသောတငယ်ချင်းများထံသို့ရောက်ချိန်တွင်မူအိမ်မြင့်ကြီးစီမှကျေးစီတန်းသည်ပြန့်လွင့်၍လာပေသည်ယခုလိုတွေ့ခဲ့ရသောအချိန်များသည်24ချိန်ထက်မလျော့ခဲ့ပါမိုးသားဖုံးအုပ်နေသော မိုးတွင် လာပြည့်တွင်လည်းတိတိထန်သို့မိုးသေးကြီးတွင် အရောက်လာခဲ့၏ခိုက်ခောက်တုံအေး၍ညင်းတုထဲစွာကြာချိန်တွင်လည်းတိတိထန်သို့ရောက်လာခဲ့ပေသည် ဆယ်တန်းအောင်လျင်တော့တည်တည်နှင့်လက်ထပ်ဖို့မှာတည်ကြသောအစီအစဉ်တစ်ခုဖြစ်လေသည်ဒီဒီကလည်းစာမေးပွဲပြီး၍နေရာတီကျောင်းပေးရဲ့အတွင်လက်ထပ်ဖို့သဘောတူသည်ယနေ့ညတွေ့ဆုံသောလာပြည့်ညမှာမဆောင်မုံလာပြည့်ဖြစ်သည်လာရောင်ချီတဲတွင်နှင်းမြူများရောပါလာစပြူလာလေသည်ငိမ့်တဲ့တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် ထုံးစံအတိုင်းဦးလေးကြီးပရိယွတ်တန်ကလည်းကြား၍နေရပေသည်ယခုတခါပို၍စကားပြော၏တတ်နိုင်ရင် မောင်တီတီတို့တစားမုံးလာထဲမှာပဲလက်ထပ်ရအောင်ဘာဖြစ်လို့လဲစာမေးဝဲပြီးမှအေးအေးဆေးဆေးလုပ်ပါတီတီဟာဘာဖြစ်လို့ဒီလောက်လောတာလဲတီတီကခေါင်းငုံ၍နေ၏ဘာကောင်မှမဖြေပေသူဒီစောနိုင်နေမြအစောဆုံးလက်ထပ်ရန်အတွက်ကိုရီချမ်းကိုဘယ်လိုပြောရမှန်းမသိပေနောက်လျနောက်လာပြည့်တွင်မူတည်တည်နေမကောင်း၍သူတို့နှစ်ယောက်မတွေ့ဆုံရပြီ။နေမကောင်းသည်ကိုတွား၍တွေ့ချင်တော်လေ။ကြောင်မတွေ့ရည်သည်မှာ မခံကြည့်စေရပြီပဲတတိထံမှာစာများရောက်လာ၍တော်ပါသေးသည်စာဆောင်တိုင်းကလည်းသူ့ကိုတစောင်းမုံတွင်လက်ထက်ရံမင်းဖြစ်သည်ကိုရီချမ်းကမတွေ့တတ်ပြီဘာကြောင့်ဒီ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 လောက်မြန်မြန်လက်ထက်ချင်းပါတည်းလေညမကောင်းဒီမှာလေ အခြေအနေကောင်းလာသည်မရှိပေစာရဲတွင်လေအိယာထဲမှာလဲနေသည်ဆို၏ကိုရီချမ်းကစိတ်ပူနေသည်တနေ့တွင် အမေဒီသူ့ကိုလာ၍တွေ့၏မောင်ချမ်းမင်းတီတီစီမတော်ဘူးလားအမေက သူတို့အကြောင်းသိနေဒီမှာကြာလာပြီကျွန်တော်သွားရင်သူ့အဖေအမေလေးကိုမျက်နာပူတယ်ဗျာသွားတာသွားပါကောင်းမလေးကမင်းကိုတိတ်တွေ့ချင်းနေတယ်တော်တော်မမာဘူးယခုလို့ဆိုတော့လေကဆုံပေါက်ရွေတာပြေးလိုက်ချင်းဒီဒီလိုဆိုသူ့အမေအဖေလေးကအိမ်မှာတွေးခွင့်ပြုမှာပေါ့အောင်မဲဒီအချိန်နေကြမှာတော့သမီးရှင်တွေကတွေ့ပေးပါလေမောင်ချမ်းရဲ့ဟမ်ဘယ်လိုအချိန်နေဆိုဒီကိုကိုရီချမ်းကမတွေ့တတ်ပြီကလေးမကြည့်ရတာအချိန်နေမဟန်ဘူး ဘယ်လိုလဲအမေအောင်မလီတိတိယောဂါကတည်နိုင်နေတာရဲ့တည်နိုင်တာမဟုတ်ဘူးမင်းကိုမင်းမသိဘူးလားမင်းကလေးမှခလေးရှိနေတယ်ထင်တယ်ဟမ်သူဒီစကားဆက်၍ပြောမရတော့ကရင်မော်တွင်ကြောက်ရွံ့လို့ငုတ်တုတ်ကြီးဖြစ်နေသည်အမေကသူ့ကိုတောင်းတလို့ကြည့်၍အပြင်ထွက်သွားသည်ခလေးခလေးခလေးဘယ်လိုလုပ်ရပါလဲသူဒီတွေးလို့မရတွေးတိုင်းခေါင်းချုပ်ကပတ်ချလဲလာသည်ဘယ်လိုများဖြည့်ရှင်းရခြင်း ဖြည့်ရှင်းရမည်မသိပေဘယ်လိုများဖြစ်ရခြင်းမလဲနောက်နေ့တည်တည်ထံမှရေးလိုက်သောစာတွင်လည်းသူတွင်ကလေးရှိနေပြီဖြစ်၍လက်ထပ်ပါရင်ဖွင့်ဟတောင်းပန်သောစာဖြစ်၏ကိုရချမ်းသည် စာကိုကန်ရင်လက်ကတဆက်ဆက်တုံနေ၏ယောက်ျားတံမေဖြည့်၍ငိုခြင်းသည်နှမျောလိုက်သည့်ဖြစ်ခြင်းနှမျောသည်မှဘယ်လိုနှမျောမှန်းမသိအောင်ဖြစ်၍နေပေတော့သည်အကြောင်းစုံပြောပြခြင်း၍သူထံလာရန်ကိုလည်းတည်တည်ကတောင်းပန်ထား၏ဖြစ်မှဖြစ်ရလေခြင်း သူသည် အိမ်ရာထဲမှာပင်ခွေနေ၏ဘဲကိုမျှမသွားပါမျှမလုပ်တော့ပြီမင်းကလေးကိုမင်းကခေါင်းဆောင်ခြင်းသလားအမေကလာ၍အဆူတိုင်းသူသည်ဘာမျှပြန်မပြောနိုင်ပြီနှကမ်းများကဆက်ဆက်တုံ၍နေ၏ပြောချင်ပါရဲ့အမေရဲ့ရှင်ထဲမှာတော့ပြန်၍ပြောနေသည်ဟဲ့ကောင်မင်းကောင်မလေးကတော့အယိုးပေါ်အေးတင်မဲဆရာမင်းဘာလို့တော့မတွေ့လဲသူ့ဖေကြီးတွေကလည်းမင်းလာစေခြင်းနဲ့ကောင်မလေးကလည်းလူရှိမှအတောင်မောင်ကိုခေါ်ပါဖြစ်နေတယ် ်ဒီဒီအကြောင်းကလည်းကိုရီချမ်းတငယ်ချင်းအားလုံးတို့ပြန့်နှံ့၍နေသည်အမေတို့ကလည်းကိုရီချမ်းအတွက်စိတ်ညစ်နေပုံပေါက်သည်စားခိုင်းလို့လည်းမရသွားခိုင်း၍လည်းမရပြီလက်ထပ်ဖို့ကိုလည်းခေါင်းခါ၍နေသည်တစ္ဆပေါက်လူယုံမှာမင်းဟာခွေးနဲ့အတူတူပဲအဖေကလာစုလျင်လဲငိုရွေ့တာနေသည်ကျွန်တော်ဟာလူအစ်စ်ပါအဖေရဲ့ဒါပဲပြန်၍ပြောတတ်၏ဘယ်တော့မှမငိုသောသားကယခုအွယ်ကြီးတွင်ငိုကြီးချက်မှဖြစ်နေတော့လေအဖေနှင့်အမေတို့ကသူ့ကိုဆက်၍ မစူကြတော့ပေ။နောက်တစ်ပတ်တွင်တိတိထံမှစာရေးတစာရှိတစ်စောင်ရောက်၍လာ၏။လက်ရည်များမှာကတိကရီနိုင်လုံးနှာ၍တိတိယောဂါကိုသူမှန်းနိုင်မည်သည်။နောက်နေ့တွင်မူတိတိဆုံးချောင်းကြားရတော့သည်။သူသည် အခန်းတကားကိုပေး၍တစ်နေ့လုံးဘယ်လိုလူနှင့်များအတွေ့မခံတော့ပေ။အဲ့ဒီကလေးကအမရဲ့ကျုပ်ကိုလူယုံမှအနေနဲ့တငယ်ချင်းတွေကလည်းဝိုင်းပယ်ထားတယ်။တမျိုးလုံးကလည်းလက်ညှိုးတန်းကောင်းကောင်းထိုးတာပေါ့။ကျွန်တော်လူသက်သမားကြီးဖြစ်နေတာပေါ့။ ဆီဆင်းရဲလိုက်တဲ့ဖြစ်ချင်းပြမပြောနဲ့တော့အဲ့ဒီကအဲ့ဒီကလေးကပေရာတီတာဟာအခုထိပါပဲအဖေပေးစားတဲ့မိမကိုယူတာဟာလဲစိတ်မသက်တာစိတ်ညာသက်တာလားမလားလို့ပူတော်ဆိုးလာသေးတယ်။အခုဘိန်းစားတဲ့ဘဝမှာတော့အလုံးလုံးလို့ဘဲရတော့မလဲ။အခုဘဝမှာပဲကောင်းပါလေ။ရေထမ်းပြီးဘိန်းစားဘိန်းမင်းတို့တည်တည်နဲ့အမြဲတွေ့ရတာပဲ။နှစ်ဖူးမှာရှစ်ပေါက်ကြီးများကိုတုတ်ရင်ကိုရီချမ်းဒီမောဟိုက်နေတယ်လို့ဖြစ်နေသည်။ အခုဒီသူစကလုံးများမှာပြီးပြည့်စုံခြင်းတို့မရောက်သေး၍ကျမစိတ်ထဲမှာမကျေနပ်နိုင်ပြီဒီလောက်ညတွေမှာတွားတွေ့နေတော့လေတငယ်ချင်းတွေကကျွန်တော်ကိုအထင်လွဲမယ်ဆိုလေလွဲတော့ပါတယ်ဒါပေမဲ့ကျွန်တော်ဟာလူမတတ်ပါဘူးမစော်ကားတတ်ပါဘူးဒါတွေကိုတော့ဖွင့်မပြောခြင်းဘူးဖွင့်ပြောရင်ကျွန်တော်ချစ်သူတည်တည်ဂုံငယ်မှာဆိုလို့လူလောကမှာကျွန်တော်သာလူယုံမာကြီးအဖြစ်နဲ့နေခဲ့တာပါဒီလိုဆိုဒီကလေးကရှင့်ကလေးမဟုတ်ဘူးပေါ့ဟင်းဘယ်သူကလေးလဲ ေတ္တာသူကိုအော်ကြီးဟစ်ကျဲယူနေတဲ့ဦးလေးကြီးရဲ့ကလေးပေါ်အမရဲ့တီတီရဲ့နောက်ဆုံးစာထဲမှာအားလုံးဖွင့်ရေးထားတယ်။သူ့စာလဲကျွန်တော်အခုထိသိမ်းထားတယ်။ဟင်ဦးလေးဆိုမတော်ပါဘူးမိဘတွေနဲ့ရင်းနေပြီးအိမ်မှာအတူနေလို့ဦးလေးကြီးဖြစ်နေတာဝိထုတဲ့ဆိုရင်တော့ချစ်သူကုံကိုဆယ်တင်တဲ့အနေနဲ့ကျွန်တော်လက်ထပ်တင်တာပေါ့လေဒါပေမဲ့ရင်ထဲမှာနားတယ်တဆက်ဆက်တုံနေအမရဲ့ကိုကြတော့ မတို့ရဲ့မခုရက်တဲ့အချစ်သူကိုအခုလိုအဖြစ်ခံရတာယဉ်ကျိုးတာပဲပြီးတော့ကျွန်တော်တို့ယူတဲ့ထားအောင်ဒီဦးလေးကြီးကဖျက်နှုတ်ကပတ်တော်တွေရုတ်ပြီးကျွန်တော်မျက်နှာကိုဖြုံးဖြည်းဖြည်းနဲ့ကြည့်မှာကိုကျွန်တော်မခံနိုင်ဘူးဒီလိုခွေးမသားကြီးတွေရုံမာမှုအတွက်ကိုတော့တက်ရှုမခံနိုင်ဘူးလောမဖြစ်ချင်ဘူးဒီနေရာမှာကျွန်တော်မှားတယ်ဆိုရင်လေတိတိကိုတမန်လွန်လိုက်ပြီးတောင်းပန်ပါမယ်။တမာဒေဝနတ်ကောင်းတွေကတော့ကျွန်တော်ကိုခွင့်ထုတ်ကောင်းပါရဲ့။ကဲသွားပါရစေတော့။သူဒီခန့်မြန်မြန်မင်းနှုတ်ဆက်၍အောက်သို့ပြေးဆင်းသွားသည်။ ကျမရင်ထဲတွင်တော့ဝမ်းနေဝမ်းသာဖြစ်နေသည်ဇက်လိုက်ကိုရီချမ်းသည် အများထင်သလိုလူယုံမာကြီးမဟုတ်သည်ကိုလည်းဝမ်းသာနေမိသည်မကြခင်တတိုင်းနိုင်နှင့်တေကားမှကိုရီချမ်းပြေးတက်လာပြန်သည်အောက်ကဘူတဲဆောင်ကိုဘူးကပြောတယ်အမကစာရေးဆရာဆိုနင်းနေပပရေးတာပါကျွန်တော်အကြောင်းမရေးပါနဲ့တောင်းမှန်ပါတယ်ကျွန်တော်ဟာမေတ္တာသူဆုံးဝမရွတ်တဲ့ဘိန်းစားပေမဲ့လူမတက်တာကိုဒါအမသိအောင်လို့ပြောပြတာပါ ဟုတ်ပါတယ်ဒါပေမဲ့မေတ္တာတုပ်ကိုလှူကြောင်းအောင်ကြေးကြည်နဲ့တညံညံနဲ့ရုပ်ပြီးမိန်းကလေးတွေကိုစော်ကားတဲ့စော်ကားပြီးတတ်နေတဲ့လူချောင်းကိုတော့ကျမရေးရမှာပဲသူဒီတွေ့တွေ့ကြီးစိုက်ကြည့်နေရမှာနှခမ်းများကိုသိရင်ကျွန်တော်သိရင်ရေးပါအသက်ငငယ်ရှိပေမဲ့ကျွန်တော်ဘလောက်ဦးနေပြီလဲဇာကင်သိရမှာပါခုပြောကနောက်ဆုံးတကားတန်မှာတိမ်ဝင်သွား၏ယခုတခါမှတော့ခက်ပြေးပြေးပင် သူဒီနေကားမှဆင်းရွေသွားသည် 1316ခုနှစ်မာဇူလပြည့်ကျော်9ရက်နေ့တွင်ကိုရီချမ်းတည်ဆုံးခဲ့လေသည်1954ခုနှစ်ဒီဇင်ဘာလတန်နှင့်အစင်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုလည်းဖျက်ပြပေးခြင်းပါတယ်ခင်ဗျာနာတော်တာအစင်ပေးချပါအောင်ခင်ဗျာအကယ်၍သာကျမသည်မနစ်ကရွှေမန်းတကြံပွဲတွင်အစွမ်းကိုပျော်နေသောအတွင်းဝန်ဦးအောင်မြင့်အားမတွေ့ခဲ့ပါမူမမျှသွေးကိုတရိယာလိမ့်မည်မဟုတ်ပေအမှန်အဖြစ်မမျှသွေးသည်ကျမ၏အကြောင်းဤဖက်တငယ်ချင်းဖြစ်ခဲ့လေသည် သို့သောယခုဥအောင်မြင့်ကို မြင်လေလေမမြသွေးကိုပဲ ပို၍တရိယာလာလေလေဖြစ်တော်သည်တပ်ပသောမိယောင်အောက်တွင်ရင်နှဲ့စာကနေတော်ရွှေမန်းသူတို့၏ခြေထောက်နားဝေဒဇက်အပြဲသာနှင့်အစွမ်းကုန်ပီတိဖြစ်နေသောဥအောင်မြင့်ကိုဂျမသည်ဝင်းလိုက်ရေသပင်အနားတွင် တွေ့ရလေသည်ပြီးတော်သူသည်ဟဟပက်ပက်ပြောရွှင်စွာလက်ခုပ်တီး၍ရေပြန်သည်သူသည်ဝင်းလိုက်မယ်တို့ရနာချင်းတွင် ရွှေမင်းလှပြူပြူတို့ရေတပင်အဖွဲတို့ တအူးလှဲ့သွားပြန်သည်မထွက်သွားပဲပြိနေသောကားများကြားတွင်ကျမကားသည်ဥအောင်မြင့်ကားနောက်တွင်ကက်လျက်ဖြစ်နေ၍ကျမသည်ဥအောင်မြင့်သွားရကိုပဲလိုက်ရပြန်သည်ရန်ဖန်ရန်ခါသူသည်ဘေးများကိုပြင်အတန်ထွက်အောင်တီဆို၍လက်နှင့်စီးလိုက်ကာပျော်ရွှင်ကြီးအဆုံးသို့ ရောက်နေဟန်တူပါသည်ကျမသည် ကြည်ရင်ဝမ်းနေလာသည်ဥအောင်မြင့်ပျော်ရွှင်ခြင်းတယုတ်များသည်ကျမအားမမြသွေးအားတရိယယုံနေမကား မမြသွေးနှင့်တွေ့ခဲ့သောအတိတ်ကိုပါသတိရစေပါတော့သည်အတက်နဲ့အစင်းဆိုတာလမ်းကူးလက်မှာပဲတွေ့ကြမှာပေါ့အနှင်းရယ်ကြာသွားလီဝေးသွားလီပဲပေါ့မမြသွေးသည်ဒီလိုပဲကျမကိုတည်ငြိမ်စွာပြောခဲ့ပါသည်သူနှင့်တွေ့ခဲ့သည်မှာယခုနှစ်ပတ်လည်ခဲ့ပြီးယခုလိုပဲမိုးတက်ပါတော့လီများလေးတွင်ပထောင်းနဲ့တင်းချိုချိုသည်ပြန့်လွင့်နေစေမဟုတ်ပါလောပြာလွင့်သောကောင်းငင်တွင်မိုးသားများဆိုင်းသာပြူ၍မိုင်းညိုညိုနောက်ခံဝဲဝင်းဝါသော ပရောက်ခက်သည်ထင်း၍ပေါ်လွင်နေတော့သည်မမျှသွေးသည်ပရောက်မြစ်ပေါ်တွင်ထိုင်နေသည်ပွင့်ဖက်ဝါများသည်မြေပြင်ဝဲအနှံ့ပြန့်ကျဲနေကြသည်သူသည် မိုင်းညိုသောကောင်းငင်ကိုငေး၍နေပါသည်ကျမမှာသူ့ကိုကြည့်ရသည်ကိုပဲဂျီနုမိသည်သူမနှင့်ပတ်ဝန်းကျင်တစ်ခုလုံးသည်မိုးဦးဤပကြီးကားချက်နှင့်တူလှပါတော့သည်ကျမသူနှင့်တွေ့ရသောအချိန်မှာသူနှင့်ဦးအောင်မြင့်တို့ဤနောက်ဆုံးနေ့ဖြစ်သည် ကျမကသူ့ကိုစကားဆပြောရင်တနာနေသည်သူကတော့တည်ငြိမ်၍အေးဆေးလာသည်သူကပဲစကားဆပြောတော့သည်အတက်နဲ့အစင်းဆိုတာဗန်ခုလက်မှာသာခဏတွေ့ကြတာပဲခြာသွားတော့ဝေးသွားလေပဲပေါ့အနှင်းရဲ့ခုလိုအချိန်မှာအနှင်းနဲ့တွေ့ရတော့အနှင်းကဝမ်းနေနေမှာပဲတကယ်ဆိုတော့အမှန်တရားကခုမှတွေ့တာသူသည်ကျမဘက်ကိုလှည့်ပြောနေရမှသူ့လက်ပေါ်ရှိဗရောက်ပွင့်တွေကိုခြေပြစ်နေသည်သူသည်ငယ်စဉ်က ကျမတငယ်ချင်းများလေးတွင်အတော်လှပခဲ့သည်ယခုသူသည် အရွယ်ရင့်ချင်းမှလွဲ၍ငယ်ငယ်ကအလှအတိုင်းပင်ကြံရစ်ပါသေးသည် သူကတော့ပို၍ပင်ပင်ပပဖြစ်နေတော့သည်ကိုလည်းဘာမှမသိဘူးလက်ထက်တာပဲသိတယ်ဒါတော့တငယ်ချင်းတွေကပြောလို့သိတာခုတနည်းလောက်ရှိပြီပေါ့နော်ဒါပြန်တော့လေဘာဖြစ်တာလဲမမျှသေးရဲ့ကျမစကားကို သူတေချာစွာနားထောင်ရမှပြုံး၍နေပါတော့သည် ခုတော့ကိုတိတ်ကိုပြန်ဖွင့်ရလိမ့်မယ်အနည်း မင်းတို့ဆယ်တန်းအောင်ပြီး ခွဲလာကလေးကကိုရံငုံကိုလွင့်လာခဲ့တယ်။ဆယ်တန်းမှနေခဲ့ရတဲ့အုံကလည်းအနှင်းအသည့်ပဲ။ကိုရဲ့ចောင်းသားဘဝဟာအတော်ခက်ခက်ခဲခဲနဲ့ဆင်းရဲခဲ့တယ်။တာမီးဝဲတစ်ခါအောင်ရင်ကြိုးတာကြိုးစားရတယ်။ဒီပဝန်းညင်ကြီးကကြောက်เสียဟာကိုလိုမိသားစုနဲ့ဆိုရင်ရံငုံတန်းနဲ့မနေပဲလှန့်ခံရတယ်။ဒီစားကကို့အမေကအိုလှပြီ သူကဘလောက်ပဲလောကကိုရင်ဆိုင်နေအောင်စိတ်သက်အတွင်းပေးပေမဲ့ကိုကလူပဲဘယ်ခံနိုင်မလဲသူသည် သူ့စကားများကိုခိတရနာလိုက်၍ကိုဟာဘာနဲ့တူနေတယ်လဲဆိုတော့ဟိုးမွေးကလေးကတိတ်ဆင်းရဲ့ပြီးရက်ဆက်တဲ့လူတွေလက်ထဲရောက်နေတဲ့ကလေးလူပဲရေစရာ မျိုးပဲမဲ့မရေတော့ဘူးကိုကလည်းပြောစရာဆိုတော့ဘာမှမတွေ့တော့လူကတည်နေတဲ့အနှင်းဘာတည်နေတယ်ကျမသည် သူ့စကားကိုနားမလည်လိုက်ပါအေးတည်တယ်ဆိုတော့ ဘာကြောင်မှစိတ်ကိုမပျော်ရဘူးပျော်စရာတွေစီလဲတိခွင့်မရဘူးတခါတခါကို့အနားမှာစေးမအဖော်လေးတွေရဲသွားတာများမြင်ရင်ကို့ကြောင်ကို့ဖြင့်ကြောင်နေမိတယ်သူတို့လိုလဲရဲချင်ပါတယ်လွတ်လပ်ချင်ပါတယ်ဒါပေမဲ့ကို့ဟာအိမ်ကိုအမြန်ပြန်ဟန်ပြီးညဖက်ကျစပန်းထိုးအလုပ်လုပ်ရသေးတယ်မောင်လေးတွေအကြောင်းစရိတ်ကို့မေရဲ့စေးဘွားကနဲ့ဟာကို့ဖို့မလဲနိုင်ဘူးဒါကကတရားကြော်ကြော်ကို့ ူမသည်မျက်လုံးများကိုမေ့၍နေလိုက်ရင်အသေးပေမဲ့စွာရဲလိုက်သည်တကယ်တော့သူမ၏ရဲပုံမှာလုံးဝအရသာမပါလှပါ သူပြောသည်တည်နေသည်ဆိုသောစကားကို သူ့မူရာကတရုတ်ဖော်လိုက်သည်နောက်ဆုံးတပြိုင်နက်ဆိုပါတော့ကိုတို့နေရတဲ့အိမ်ရဲ့ကျမ်းမာရေးမငြင်းညွတ်မှုကြောင့်ကို့မင်းနဲ့မောင်လေးတယောက်ရှေ့စင်နောက်စင်ဆုံးသွားကြတယ်။ကျန်တဲ့မောင်လေးနှစ်ယောက်လည်းကိုပဲတိတ်နေတာပေါ့။ကျွေးလဲတင်လူလဲဖားသွားတာပဲ။ကို့ကိုကိုမလဲအောင် အတော်အတင်းထားပေမဲ့ကိုလည်းမတက်နာဖြစ်နေတာပေါ့တနေ့တော့ကိုစူးစားပြီးရုံတက်ပေမဲ့လမ်းမှာအန်နေတာဟာတနာရီလုံးလုံးရုံတက်နောက်ကျသွားတယ်လीကိုလည်းအာတင်းပြီးရုံခန်းဝလေးရောက်ရော ရုံအုံနဲ့တိုးတော့အဆူခံရတာပေါ့သူကလည်းထုံးစံအတိုင်းဆူတာပဲဒါပေမဲ့ကိုကတိတ်ဝမ်းနေနေတဲ့လူဆိုတော့အခန်းပြင်ခဏထွက်ပြီးချူချူပါအောင်ငုံမိတာပဲရုံအုံလည်းဘာမှမပြောတော့ဘူးတော်ကြတော့ ဘာဖြစ်လို့ငိုရတာလဲမမြသွေးလို့ဆိုတဲ့အတန်ကိုကြားလိုက်တော့ကိုမော့ကြည့်မိတယ်ဒီတော့ဘသူလဲတိလားအတွင်းဝင်ဦးအောင်မြင့်ရဲ့ကို့ရှိမှရက်နေတယ်ကိုကလည်းကြောင်နေတာပေါ့သူ့ခန်းကိုလိုက်ခရမယ်လို့ခေါ်တာနဲ့ကိုလည်းလိုက်သွားတယ်ခိုးကြသူကကို့အကြောင်းကိုအကုန်မေးလိုက်တာပဲမမြသွေးသည်အတက်ဖွဲများကိုတွေ့ခဲ့ရသောအတိတ်ကွက်ကိုစူးစမ်း၍ဖော်နေသည်ကိုလေကဘာတစ်ခုလုံးမှာဒီတခါပဲ ကိုကိစ္စကိုဘယူတဆိုင်မင်းမဲလူရှိတော့အကုန်လုံးပဲပြော့ပြလိုက်တော့သူနောက်ဆုံးဘာပြောလဲသိလားကျမဒီခေါင်းခါပြလိုက်ပါသည် သူ့ကိုလက်ထပ်ပါတဲ့ဟမ်အေးသူ့ကိုလက်ထပ်ပါတယ်ကိုလည်းစဉ်းစားပြီး6လကြာတော့သူ့ကိုလက်ထပ်လိုက်တယ်လीကျမဒီအတော်ပဲဝမ်းသာလိုက်သည် သူကတော့ထူးခြားသောမျက်နှာအမူအရာနှင့်ပင်ကျမကိုစစ်စစ်ကြည့်ရမှာအနည်းဘယ်လိုလဲရင် ကိုလောက်ဆင်းရဲတဲ့မိန်းကလေးတယောက်ဟာအတွုံးဝင်တယောက်နဲ့လက်ထပ်လိုက်တော့ဟင်ဘလို့ထင်လဲဦးအောင်မြင့်ဟာအကျင့်စာရိတ္တလည်းကောင်းနေမိမယောဂလည်းကင်းနေကိုလည်းတိတ်လို့လိုက်တာပဲကိုကိုလည်းတိတ်လို့လိုက်တယ်သူတက်သည်မြပါတီရဲ့နဲ့ပွဲလန်းတပင်းနေမှာကိုကိုအမြဲခေါ်တယ်သူကလူထူထူများများနဲ့ဆိုပါတော့အတော်ပျော်တတ်တယ်ကိုကတည်နေတာလေအနေရဲ့အဲ့ဒီလူတွေတဲ့တိုးလို့မရဘူးရှုံးလား ွဲတွေထဲမှာဆိုကိုသိပ်ပြီးညင်းငွေတယ်ကိုကပြားဆက်တွေပါတီတွေတထောင်လောက်တောင်ဟောဒီဘရောက်ပင်အောင်မှာတယောက်တည်းထိုင်နေရတော့တော့အရသာမရှိဘူးအိုးကိုဟာမပြောတတ်တော့ဘူးမင်းယုံလားဝိထုတွေဖတ်တာတော့မှသူကတင့်တယ်လို့လို့ခက်ရွရလေးတွေနဲ့အချစ်တေးုပ်ဖော်ရမှာခက်ရွှင်ရွှင်လေးဖြစ်သွားတဲ့စာပေမျိုးမှသဘောကျတယ် ကိုကတော့ဟုတ်တာမဟုတ်တာထက်စလုံးလေးတွေနူးနူးလှလားနဲ့ဈေးကူးရင်လို့ကောင်းတဲ့တကုံတာရာတို့ဗမော်တန်အောင်တို့လိုစာရေးဆရာရေးတဲ့စာပေတွေဒါသဘောကျခဲ့တာဘာပဲပြောနေနေသူတို့ရေးတဲ့စာပေတွေကတရုတ်ဖော်လိုက်ရင်ကောလိကပရိုဖက်ဆာကြီးတွေနဲ့ခါမွန်ဟုတ်ကျောင်းသူလေးတွေကိုတရုတ်ဖော်လေးဖော်ထားရှိတော့ဘဝတစ်ခုကိုပြေပုံပြီးစိတ်ကူးတော့အတော်ရင်လို့ကောင်းတယ်ဝတ္ထုဖတ်တာကအစတော်သဘောလားကွဲနေတဲ့ဒုနှစ်ယောက်ရဲ့မတူလိုက်ပုံများဟာမတူသမျှလုံးဝမတူတော့ဘူး သူကလောကကို ခုမှပျော်ခြင်းတော့ရွှင်ခြင်းတော့အတဲကိုကလောကကိုတိတ်ဆိတ်ပြတဲ့စိတ်မဝင်စားဘူးရဲလို့မရတော့ဘူးလောကမှာအဆင်ဖြစ်နေပြီကို့အမားတွေပါပဲကွယ်ကိုသူနဲ့လိုက်ကြည့်ပါလေကာပွဲတွေပြဆက်တွေဒါပေမဲ့ကိုအောင့်အင်းလို့မရဘူးပြီးမခံနိုင်ဘူးမြန်မြန်ပြန်ချင်းတော့ဒီပွဲတွေသွားတိုင်းသူနဲ့ကိုနဲ့ရန်ဖြစ်ရတယ်နောက်ဆုံးတော့ကိုလေသူ့ကိုတနာလာတယ် ကိုတိမခံနိုင်တာတွေကြောင့်သူ့ကိုအနှောက်အယှက်ပေးတယ်လို့ဖြစ်နေတာကိုသိလာတယ်။ကိုကလည်းကုလိုမူမိုင်းထဲမှာပထောက်ခက်ကြီးဝင်းနေတာကိုတွေ့လိုက်ရတဲ့ဆိုရင်ပဲအတော်စိတ်ဝင်စားနေတဲ့မိန်းကလေးလေး။သူနဲ့အပြင်သူ့ပတ်ဝန်းကျင်ကိုကိုတိုးလို့မရတော့ဘူးဆိုတာကိုအမှန်သိလာတယ်။ခုတော့ကိုလည်းရဲရဲရင်းရင်းပဲဆုံးဖြတ်လိုက်တယ်။ကိုသူ့ကိုခွဲတော့မယ်ဆိုတဲ့အကြောင်းကိုပြောလိုက်တယ်။ဘာ?မမရသေးကစပြောတယ်။ကျမသည်အတော်အံ့ဩစွာမေးလိုက်မိသည်။ ဟုတ်တယ်ကိုကပဲပြောလိုက်တယ်ခုလေဒီညနေသူပြန်လာပြီလို့ကိစ္စတွေပြီးရင်ကိုလဲစကိုင်းတောင်ရိုးကိုသွားတော့မယ်ဟမ်ဒီလိုဆိုမမျှတွေ့မောင်လေးနှစ်ယောက်ကိုသူတို့ကလည်းဘောအမှန်ကိုကိုပြောပြတယ်သူတို့လည်းကိုရင်ဝတ်ဖို့သဘောတူကြလို့စီစဉ်ပြီးပြီအိုးတုံးရသလုံးစကိုင်းတောင်ရိုးမှာနေတော့အဆင်ပြေပါမလားမမျှတွေ့သည်ခေါင်းငိန်ပြလိုက်သည် သူ့မူရာမှာလုံးဝမထူးဆန်းသောခရီးကလေးအကြောင်းလေးတစ်ကောင်အကြောင်းတော့ပြောနေတယ်လို့အစ်ဆက်ဆက်နိုင်လာသည်ကျမအဖို့မှမူအလုံးမင်းအံ့ဩ၍ထူးဆန်းနေသည်အမှန်တော့အနည်းဘဝဆိုတာကိုတခါကဖတ်ခဲ့မှုရဲ့စာပိုက်ကလေးတစ်ပိုက်လိုပါပဲဘာသာရေးနဲ့ပတ်သက်တဲ့တီဟိုကမဂ္ဂဇင်းတစ်ခုထဲမှာကိုတွေ့ခဲ့တယ်လူဘဝမှာတည်ခြင်းတရားကအစင်ကတ်နေတဲ့တဖက်ကဆင်ရင်ကြီးဟာသူ့ကိုမြင်သွားရင်လူဘဝဟာဆုံးရမှာအမှန်ပဲ အဲ့ဒီလူဟာလည်းလက်တစ်ဖက်ကစူးတွေနဲ့တစ်ပင်တွေကို တွေ့ထားရတယ်။တစ်ဖက်ကလည်းပြောင်းဝင်ကြီးကိုကင်ထားရတယ်။ဒါဟာလွတ်ကျသွားရင်လည်းအောက်ကမွေစိုးမွေဟောက်တွင်းနဲ့ကြပြီးသူတည်သွားမှအမှန်ပဲ။ဒီလောက်နှီးဆက်နေတဲ့တည်ခြင်းတရားတွေခြားတဲ့ကပြောင်းဝင်တစ်ဆက်ဆက်ကြနေတဲ့ပြားရည်ရဲ့ချုံမင်းရဲ့အရသာကိုခံစားရင်းပျော်နေနိုင်တယ်။အနည်းကိုကတော့ဒီပြားရည်ရဲ့အရသာလေးကိုခံစားပြီးမပျော်နိုင်ဘူး။ကျမသည်သူ့စကားများကို နားမလဲတစ်ချက်နားလဲတစ်ချက်နဲ့နားထောင်နေမိသည် ူသည်တကယ်ပဲဘဝကိုယုံမုံသွားပြီလားလောကီမှာသူတည်နေပြီဆိုဒီမှာမှန်ပဲနေသလားကျမတွေးနေဆဲမှာပင်မုံညိုများကြာမှမိုးပေါက်များရွာကြလာ၍သူနှင့်ကျမဗရောက်ပင်ချေမှထွက်လာခဲ့ကြတော့သည်ထိုနေ့သည် သူနှင့်ကိုအောင်မြင့်အတွက် နောက်ဆုံးနေ့ဖြစ်ခဲ့သည် ကျမတွေးမှာရှေ့ကကားဤအော်တန်ကြောင့်ရက်သွားတော့သည်ကျမရှေ့မှာဥအောင်မြင့်ရှိသေးသည်သူတို့သည် ပြောနေတော့မယ်ဖြစ်လေသည် ကျမရင်ထဲတွင်ဥအောင်ကြီးရုံးရွှေရွှင်လန်းသောအမူအရာများကြားမှပင်သခိုင်းတောင်ရိုးပဲတရားအထုတ်နေမည်ဖြစ်သောမမျှသွေးကိုမြင်ရောက်မိသည်အတက်နဲ့အစင်းဆိုတာလမ်းကူးလက်မှသာခဏတွေ့ကြမှာပဲကြာသွားလီဝေးလီပဲပေါ့အနည်းရဲ့သူရေရွတ်ခဲ့သလိုပင်ယခုလည်းသူနှင့်ဥအောင်မြင့်မှာလုံးဝမနှိမ့်ဆက်နိုင်တော့ပါကြာသွားလီ ဝေးလီဖြစ်ကြမည်မှာ အမှန်ပဲဖြစ်ပါသည်1950နှစ်ဧပြီလ ီကနေ့ဖျက်ပြခဲ့တဲ့ဝတ္ထုတို့လေးကိုအချိန်ပေးပြီးနာတော်တာအချင်းပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာအချင်းတို့ညီကောင်မောင်နှမများအားလုံးကာယစိတ်ဓာတ်နှဖျားသောဒုက္ခများနှင့်ပြေဆုံးနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ